ရည်တည်ကြမှာချမ်းသာပါစေ။ဘုန်းကြီးဒီနေ့မှာတော့အခက်ခဲအကြတဲ့ရင်ဆိုင်ရတဲ့အချိန်မှာဖြစ်တတ်တဲ့သဘောလေးတွေကိုဟောပြမယ်။မကြုံကျင်ပေမဲ့ကြုံတဲ့အရာများမဆုံးကျင်ပေမဲ့ဆုံးတဲ့အရာများဆိုတာလောကမှာရှိကြတယ်။ဥပမာအဖြစ်လူတွေဒီအိုကျင်လို့ အိုကြတာမဟုတ်ယောဂါရခြင်းလို့လဲရကြတာမဟုတ်ဘူးအရခြင်းပဲရကြတာတည်ခြင်းလို့တည်ကြတာမဟုတ်မတည်ခြင်းပဲနဲ့တည်ကြတော့အဲ့ဒီအရာတွေကလည်းပဲအိုဘေးနာဘေးဒေဘေးဆိုတဲ့ဘေးတွေရလည်းပဲအလွဲမချောင်သာတွေ့ကိုတွေ့ရမယ်ဒီလိုတွေ့ရမယ်ဘေးဆိုတော့ချိုးတင်ပြီးတော့ ိုဘေးနာဘေးဒေဘေးကိုစင်ကြရတယ်စိတ်ကိုကြိုတင်ပြီးတော့ရင့်ကျက်အောင်ဝင်မြူရတယ်ကြိုတင်စဉ်းစားရတယ်ဘောတခါတလေကြကြိုတင်စဉ်းစားထားတာတောင်မှနှစ်ဖူးတွေတူတွေဂျုံတဲ့အချိန်မှာတုံလောက်တက်တယ်ဥပမာအားဖြင့်ဘုန်းကြီးတို့ဆိုငယ်စဉ်ဘဝကလေးကငါအဖေများပေးသွားရင်အားလုံးမောင်နှမတွေဘယ်လိုဆက်ပြီးတော့ ရည်တည်ကြပါမလဲငါအမေများသေသွားရင်မတော်မောင်နှမတွေဘလို့များဆက်ပြီးတော့ရည်တည်ကြပါမလဲလို့တွေးခဲ့တယ်ကြိုးတွေးပြီးတော့မရှိတော့ရင်လည်းမရှိသလိုဆက်ပြီးတော့သွားရတာပေါ့လို့လူကြီးသူမတွေရဲ့ဆုံးမမှုတွေရောကိုယ့်ရဲ့လေးလာမှုတွေရောစာဖတ်ထားတာတွေရောဒါတွေနဲ့ကြိုတင်စင်စင်ချင်တယ်စဉ်းစားတယ် ါပေမဲ့ထိတ်တိုက်ကြုံလိုက်တဲ့အချိန်မှာတော့တုံ့လှုပ်သွားတာပဲကိုအဖေဆုံးတဲ့အချိန်ကိုအမေဆုံးတဲ့အချိန်ဟိုလောကမှာပြောတဲ့စကားရှိတယ်ရွှေတောင်ကြီးပြိုလဲသွားတယ်ပေါ့ဒါကတကယ်ကြုံဘူးတော့မှသိတာခန္ဓာရာကကြိုတင်ပြီးတော့စဉ်းစားထားတဲ့အတွက်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အတွက် ဂျိုတင်ပြီးတော့နားလဲထားတဲ့အတွက်ပူလောင်မှုကိုကြားရှိမသွားပြန်နဲ့ဆက်ရှောက်ရမှာပါလားလို့တည်တဲ့အတွက်ကြောင့်ဘာဆက်လုံးမလဲလို့ချက်ချင်းဆုံးပြချက်တည်းခြားတယ်ချက်ချင်းပြင်ဆင်တယ်ပေါ့ဖြစ်သွားတဲ့ကိစ္စကဖြစ်သွားပြီဂျုံရတဲ့ကိစ္စကဂျုံပြီးသွားပြီအခုလက်ရှိအချိန်ကနေပြီးတော့ရှေ့မှာဘလို့ရင်ဆိုင်မလဲဘာကိုကိုလုံနိုင်လဲ ဘယ်အရာကိုကိုမလုံနိုင်ဘူးလေဒါတွေကိုရွေးချယ်မှုတွေစဉ်းစားမှုတွေဆုံးဖြတ်မှုတွေလုပ်လိုက်ပြီးတော့အဆင်ပြေအောင်ဆက်လျှောက်လာတာပဲလေပရောကိုဘဝတစ်ချောင်းမှာလည်းပဲအေးအောင်နေမယ်လူတိုင်းအေးချင်ကြတာပေါ့အေးအောင်နေချင်တယ်ဆိုတော့ဘုန်းကြီးတို့တွေကြတော့ဒီမြတ်စွာဘုရားရဲ့တရားတွေကိုလေ့လာတယ်သုံးသပ်တယ်ကိုကအပူအကြီးကြီးတွေဂျုံခဲ့တာဆိုတော့ ဒီအပူမျိုးတွေကိုကြော်လဲကြော်ဖြတ်ခဲ့ပြီးပြီးနောင်မပူညင်တော့ဘူးလို့ဒါလူတိုင်းမှဖြစ်တတ်တယ်အပူတစ်ခုကြုံပြီးရင်နောင်မပူညင်တော့ဘူးလို့ဆန္ဒရှိကြတာပဲသို့တော်လည်းအဲ့ဆန္ဒရှိတာကရှိတာပဲကြုံမှာကကြုံမှာပဲလူနှစ်ယောက်နဲ့တည်ရင်အဲ့ဒီနှစ်ယောက်စီကရှိနေတဲ့အိုးမှု နာမှုသေမှုဆိုတဲ့သူ့ရဲ့ဘေးတွေဟာကိုတည်တဲ့သူတွေမှာဂျုံတဲ့အချင်းကိုထပ်ပြီးတော့ဂျုံရအောင်မှာလူများများနဲ့တည်ရင်အဲ့ဒီများများရဲ့အရင်ဒီဆုံးတွေကိုဘုန်းကြီးဆိုလိုလားအဲ့များသောယင်းဒီသူတွေဤအိုဘင်းနဲ့ဂျုံမှု နာဘင်းနဲ့ဂျုံမှုဒေဘင်းနဲ့ဂျုံမှုတွေကိုကိုယ်တိုင်ပဲနှစ်ဘူးတွေတို့တွေဂျုံရအောင်မှာပဲ ဲ့တော့အပူဇိုရာကဘဝတစ်ခုမွေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိတခုမဟုတ်ရင်တခုလာနေမှာပဲအဲ့တော့တရားတော်တွေအရကောက်ချက်ချပြီတော့ကိုပိုင်တာဘာမှမရှိဘူးလို့မြတ်စွာဘုရားဟောတဲ့အတိုင်းမြဲတဲ့အရာလည်းဘာမှမရှိဘူးလို့ဘုရားရှင်ဟောတဲ့အတိုင်းဆင်းရဲသောတရားတွေပဲလို့ဘုရားရှင်ဟောတဲ့အတိုင်းအမြဲဆင်ခြင်ပြီးတော့ ုပ်ပေးတဲ့တာကို လုပ်ပေးတယ်။နိုင်တာကိုလုပ်ပေးတယ်။အပူကိုကိုအကူမခံတော့ဘူးပေါ့။အဲ့နိုင်တာလုပ်ပေးတယ်ဆိုတဲ့အခါမှာလည်းမျက်နှာလည်းကဲပြင်းမဟုတ်ဘူး။ဘုန်းကြီးတို့တွေကခေါင်းဆောင်နေရာကနေနေနေရတာဆိုတော့အစကလည်းအဆုံးတောင်းဝန်ယူပေးရတယ်။ဘုန်းကြီးမတပည့်လေးတယောက်ရှိခဲ့ဘူးတည်းအသက်22နှစ်အရွယ်နဲ့ပဲအယောကန်ဆာဖြစ်တယ် ဖြစ်တဲ့အခါကျတော့ဒါသူတို့အနေနဲ့ဆိုရင်ရေရှည်မကူနိုင်ဘူးဒါကြောင့်ကူနိုင်အောင်ဆေးကိုထောက်ပေးတယ်။နောက်ဆရာဝန်တွေကလက်လွတ်ပြီးကန်ဆာပါဆိုတော့ဆိုမှတော့ကောင်းစရာအကြောင်းမရှိဘူး။အဲ့တော့ကိုကျောင်းပေါ်တန်ထားပြီး၄၅လလောက်ဆောင်ရှောက်ပေးတယ်ကြည်ပေးတယ်။အဲ့တော့ဆေးချမ်းသာသွားတယ်။ဒီမှာကဒီမှာပဲ။ဒါကြောင့်သူ့ တည်ဆုံသွားရတာပဲအရောကိုတပည့်မဆုံးခင်တည်းကငါတပည့်ကတည်မဲ့သူလို့တည်နေတယ်သူမတည်ခင်မှာစိတ်ချမ်းသာသွားပါစေဆိုပြီးတော့နိုင်တာအကုန်လုံးပေါ့စားတော့ကောဆေးရောအကုန်လုံးဗမာဆရာလိုတာလားစိတ်ချမ်းသာအောင်အကုန်လုံးလုပ်ပေးတယ်အင်္ဂလိပ်ဆရာလိုတာလားဟောဆရာမျိုးစုံအကုန်လုံး မတတ်တာဘူးဆိုတော့ကိုသိနေတယ်။ဒီမဲ့ဆိုတော့လည်းဆရာဝန်တွေပြောတဲ့အတွက်ကြောင့်သိတယ်။ဒါပေမဲ့လောလောဆယ်သူ့ကိုကုမပေးဘူးလို့မဖြစ်အောင်လို့စိတ်ချတောင်းလုပ်ပေးလိုက်တယ်။အဲ့တော့သူသေးတဲ့နေကြတော့လေ။ဟောသေးသွားပါလား။ကိုလက်ထဲတင်သေးတာပဲ။အပူမခံဘူးပေါ့။ဒီကြားထဲမှာကိုရဲ့သူ့ကိုဆောင်ရှောက်နေတဲ့အချိန်မှာကိုတရားထိုင်ရမယ့်အချိန်တရားထိုင်တယ်။ကို ဒီဘာသာရင်းနဲ့ကိုယ့်ရဲ့လှုပ်ရှားတာဝန်တွေကိုကိုလှုပ်တယ်သူ့အတွက်တာဝန်ယူပေးရမယ့်အရာတွေကိုယူပေးတယ်အပူမဟအောင်နေတယ်ကိုเจ้าပေါ်မှာပဲတင်ထားတာလေနောက်တကနောက်တစ်ပတ်တယောက်ကြပြန်တော့လေကြောက်ကယောဂတဲ့ကိုပေးတယ်အဲကြောက်ကကလည်းသူ့ဘာသာသူကိုနေတာကယောဂကယင်းယင်းနေတဲ့အခါကျတော့ဆရာဝန်နဲ့ပြလိုက်တဲ့အချိန်မှာမရတော့ဘူး မရပါပဲကိုကတတ်တော်အောင်စေယုံတင်ပေးတယ်ဆွေချမ်းတော်အောင်ကုပေးတယ်အစာတော်စီကအစာအကုန်ပေးတယ်ဆရာဝန်တွေနဲ့ချိန်ပေးတယ်အဲ့တော့ဆွေချမ်းတော်စွာနဲ့ပဲတည်ဆုံသွားတယ်နောက်တကနောက်တူရဟမကျန်တာကန်ဆာဖြစ်တယ်အဲ့တော့ဖြစ်တော့ယောဂါကကျွမ်းလာတယ်ဒီတော့ကိုအကုန်တာဝန်ယူပေးတယ် အစာအသောက်ရုပ်စွာအဆုံးအိမ်မှာတင်တဲ့အကျွေးအစာအကုန်ဆက်ပေးတယ်မသေးခင်မှာစိတ်ချသာသွားသူ့ကိုသေးမယ်လို့လည်းပဲမထင်အောင်ဆောင်ရှောက်ပေးထားလိုက်တယ်အဲ့တော့သူလည်းပဲဘုန်းကြီးကိုကျေးဇူးတင်စွာနဲ့ပဲတည်ဆုံသွားတယ်အဲ့တော့တတိုက်ဆိုင်ဆိုင်ပဲဒီနေ့မှာပဲတပည့်မတရား TV ရောကတဲ့ငကောကလည်းစီရီစားခဲ့ပြီးပြီးကုခဲ့ပြီးပြီးအဲ့တော့ ဒီနေ့စိတ်ဝင်တင်ရတယ်။နှစ်တည်းနည်းနည်းကြာသွားပြီမှဖြစ်တယ်။ရောကိုပဲစီစဉ်ပေးရတယ်။ဈေးဘူဝါဈေးဘူဝါကကအဆ။ဆရာဝန်နဲ့ချိတ်ပေးတာကအဆ။အခုဘာလုပ်ရမလဲဆိုတဲ့ကိစ္စတွေကအဆ။စီစဉ်ပေးတယ်။ဆိုလိုတာကဘဝရှိနေရင်လူလောကထဲမှာနေရင်မလွဲမဆောင်တဲ့ကိစ္စတွေကိုကျုံနေမှာပဲ။အဲ့တော့ပူလောင်စွာရင်ဆိုင်မှာလား။ ြာရာခတ်ပြီးတော့ရင်ဆိုင်ပါလားမဟုတ်ဘူးကြုံရမယ့်အရာတွေကြုံရမှာပဲကုညီတဲ့တာကုညီပေးရမယ်အကောင်းဆုံးလုံနိုင်တာလုပ်ပေးရမယ်အပူမဟာစေအောင်အဲ့တော့အပူမဟာစေဘူးဆိုတော့ဘုန်းကြီးနဲ့အနေဝေးလို့နေမှာပေါ့လို့ပြောကောင်းပြောမယ်မဟုတ်ဘူးဒီတပြည့်မဒီတပြည့်လင်မယားကဘုန်းကြီးရွာမှာနေရင် လာဖုန်ကြီးနေစဉ်ဆွမ်းကိစ္စကသူတို့တောင်းဝန်ယူလာဒီတော့ကိုယ့်ရဲ့သွေးသားတွေအတိုင်းပဲအစာဆုံးတောင်းဝန်ယူပေးရတာပဲဒါပေမဲ့တစ်ဖက်မှာကိုယ့်ရဲ့တမာတိအလုပ်ကိုယ့်ရဲ့ကုသိုလ်အလုပ်ဒီအလုပ်တွေကိုအပြတ်မခံဘူးစီစဉ်ပေးစရာရှိတာတွေစီစဉ်ပေးတယ်အပူမဟာအောင်နေတယ်အပူမဟာအောင်နေတော့ကိုယ်နဲ့ပတ်သက်ပြီးသူတို့တွေကလည်း အပူမကြည့်ဘူးကိုကြည့်ပြီးတော့သူတို့အေးရတာပေါ့စိတ်ချသာသွားတယ်စိတ်ကူရမယ်ဆိုလည်းကုနိုင်တယ်ဒီကမှတည်သွားအောင်တော့အော်ဖုံဖုံကုပေးတယ်ဆိုပြီးတော့ဒီလိုစိတ်နဲ့စိတ်ဆင်းရဲစွာနဲ့မတည်ကြရအောင်အကျွေးတင်သွားပြီးတော့မတည်ကြရအောင်ဒါကိုဘက်ကလူလောကထဲမှာနေရဖြစ်တဲ့အတွက်ကြောင့်မကင်းသောကိစ္စတွေကိုလုပ်ပေးနေရပြီးတော့အပူတွေရှိတယ်လို့ပြောပြတယ် ီအပူတွေကကိုယူရင် အပူပဲအဲ့ဒီအပူလို့မယူပဲနဲ့ဩဒါဒေါကကြီးကပြရနေတော့တရားသဘောတွေပဲကို့မှာလဲကြုံခဲ့ပြီးပြီကိုကိုတိုင်းလဲအိုမှုတော်၎င်းနာမှုတော်၎င်းဒေမှုတော်၎င်းဘယ်နေလဲလို့အသေးချာမပြောနိုင်တာပဲရှိတယ်ကြုံတော့မှာဒီတော့ဒီအသက်ရှူနေတဲ့ကာလမှာအေးနေဖို့အရေးကြီးတယ် ။တစ်ဖက်ကစီစဉ်စရာရှိတဲ့ကိစ္စတွေစီစဉ်ပေးမဲ့တစ်ဖက်မှာကိုယ်တမာတိအလုတ်ကလုံးဝအပြတ်မခံ။စိတ်ကိုခွန်အားဖြစ်စေတာကဒီတမာတိအလုတ်ကိုဘလောက်ဒုက္ခတွေပဲကြုံကြုံဘလောက်အပူတွေပဲဝိုင်းဝိုင်းငြိမ်းနေအောင်နေလို့ရတယ်။ရပါတယ်လို့ဒါဘုန်းကြီးကလက်တွေ့လောကထဲမှာနေနေတဲ့အတွက်ကြောင့်အမြဲတမ်းညွန်ပြတာ။ဒီတော့ကြုံလာတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြည့် ပတ်သက်လို့ဒုံလုံစွာပြာရခတ်စွာရင်ဆိုင်ရင်ပြဒနာကြီးကပိုပြီးတော့ကြီးတယ်လို့ခံစားရတယ်ဘုရားတရားတော်တွေဟာအမြဲနှလုံးသွင်းရတယ်နှလုံးသွင်းတော့ခံနိုင်ရရှိတယ်လောကဓာတ်ကိုခံနိုင်တယ်ဆိုတာအဲ့ဒီတရားမရင်ကျက်သေးရင်ရင်ကျက်သည်တည်းရင်ကျက်အောင်ကြိုးစားရတယ်ဒီတက်ပိုပြီးတော့ရင်ကျက်အောင်ကြိုးစားရတယ်နောက်ဆုံးကိုရှိမှတဲ့ဆုံးသွားရင်တော့ ။ဩကိုပြုစုပေးလိုက်ပြီပြီ။ဘဝတစ်ခုသည်ပြည့်ချိန်တန်လို့ပြတ်သွားပြီ။ဒီတရားအသိနဲ့အပူမကူပဲချက်ချင်းပြီးလို့ရတယ်။အတော့ဘုန်းကြီးတော်ဥပမာတွေပြောပြပြီးသွားပြီ။ဘုန်းကြီးရဲ့မိဘတွေကအစတပည့်တွေအထိသူတို့ကကိုယ့်အတွက်ပူရတယ်လို့မရှိရဲနဲ့ကိုကသာသူတို့အပူတွေကိုညှိမ့်ပေးတယ်။အဲ့တော့ဒီလိုမျိုးအနိကဒုက္ခတွေကိုညှိမ့်ပေးတယ်လို့ ုန်းကြီးရဲ့အသက်ရှင်ရပ်တည်မှုကြောင့်ခံယူရတာကကိုပြောလိုက်တဲ့စကားတစ်လုံးလူတွေမပူလောင်ပါစေနဲ့ကိုရေးလိုက်တဲ့စာတစ်လုံးလူတွေမပူလောင်ပါစေနဲ့အဲ့တော့ကိုရဲ့ရပ်တည်မှုကိုရှိနေခြင်းသည်ကိုနှစ်ပတ်သက်သောသူတွေကိုအေးပါစေသူတို့အေးဖို့ဆိုရင်ကိုကအေးနေမှာဖြစ်မယ်အဲ့တော့သူတို့တွေကကိုကိုမိပြီးကုသိုလ်ပြုမယ်ဆိုလေသူတို့ကုသိုလ်ရလောက်တဲ့အထိ ကိုမတမာတိကုသိုလ်ပညာကုသိုလ်တွေတရားတွေရှိနေဖို့လိုတယ်အဲ့တော့ဒါရှိမှဒီအကျိုးရမှာပါလားလို့သိတော့ဒီလိုနေမှဒီလိုအေးမှာပါလားနိဗ္ဗာန်ကို သွားတဲ့ဆိုတာလေဒီလိုကြင်ကြံရင်းဖြင့်ရောက်ကြရတာလို့ဘာလို့ ਆ မယ်ဆိုတာကို ပြည့်ပြတ်သားသားမြင်တဲ့အခါကျတော့နေတတ်တယ်နေတတ်တဲ့သူတွေအေးတာပေါ့ ဒါကြောင့်မလို့အခက်ခဲတို့အကြတဲတို့ပြဿနာတို့ဆိုတာလူတိုင်းကြုံတာပါလို့ကြုံတာဆိုပေမဲ့လေရင်ဆိုင်ပုံကွာသွားတဲ့အခါပူလောင်ခြင်းနဲ့အေးချမ်းခြင်းဆိုတာကွာသွားတယ်အဲ့တော့အေးဆေးစွာရင်ဆိုင်ခြင်းတမာတိအလုတ်ကုန်လက်မလွတ်ပါနဲ့အမြဲတရားဆင်ခြင်းတာကိုလေအမြဲလက်မဘယ်တော့မှလက်မလွတ်ပါနဲ့အဆင်ပြေသွားပါလိမ့်မယ် ဂျုံဝမဲ့ကိစ္စသည်ဂျုံမာတာဖြစ်တဲ့အတွက်ကြောင့်ရှောင်လို့မရဘူး။သို့တော့အေးစေးစွာတည်ကြည်စွာရင်ဆိုင်မယ်။ဒါကြောင့်ကဘာသူကဘာသားအပေါင်းဂျုံသည်။အရာတွေကိုလောကဓမ္မလောကနိယာမတွေပါလားလို့ကြိုတင်ဆင်ခြင်နိုင်ပြီးနဘူးတွေတူတွေဂျုံတဲ့အချိန်မှာလဲဩဖြစ်ချိန်တန်လို့ဖြစ်သွားပြီးပြည့်ချိန်တန်လို့ ပြတ်သွားပြီပဲလို့သာနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့နေစဉ်ကုသိုလ်နဲ့နေထိုင်နိုင်မှုကုသိုလ်စိတ်နဲ့အေးချမ်းမှုကိုသာအာရုံပြုပြီးတော့အေးအောင်နေကြပါနေလည်းနေနိုင်ပါစေလို့ဆုတောင်းပေးတဲ့ကမ္ဘာသူကမ္ဘာသားပေါင်းအားလုံးသောဆိုရင်တော့ကားတွေကလည်းကင်းလွတ်နိုင်ကြပြီးတော့တရားအရေးမှာအေးချမ်းကြပါစေ